ာနာသိန်းစစ်ကောင်းဆောင်ဘူဂျုံမူကြီးမြောင်းလိုင်းနဲ့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တချို့ကိုတန်ချောင်းတင်သွင်းွက်လိုင်စင်ပါမစ်များချပေးကြောင်းတွင်းကုန်လုပ်ငန်းနယ်ပယ်မှာယုံကြည်ရတဲ့ရင်းမြစ်ကအတိပြုပြောဆိုပါတယ်။အဆိုပါပါမစ်များကိုစစ်တပ်ကတိုက်ရိုက်ချပေးခြင်းဖြစ်ပြီးရရှိသူများကပါမစ်ကိုပြန်ရောင်းကငွေသားအမြောက်အများရရှိနေကြောင်းသိရပါတယ်။တန်ချောင်းတင်သွင်းပါမစ်တခုကိုဈေးကွက်တန်ဖိုးမှာချက်သိမ်းတဲ့ရှိရှိတဲ့အပြင်စစ်တပ်က၎င်းတို့ကိုထောက်ခံသူများကို ူကောင်းပြုနီလန်းတစ်ခုဖြစ်အသုံးပြုနေခြင်းဖြစ်ပါတယ်။ထင်ရှားတဲ့ဥပမာတစ်ခုအနေနဲ့ရုရှားတပ်အမတ်ကြီးရဲ့တမီလိုလူသိများတဲ့တရုတ်ဆောင်စုမြတ်သူစားဟာတန်ညောင်းတင်သွင်းွေပါမယ်။တန်ကြီးထောင်ကနန်းအထိရရှိထားကြောင်းသွင်းကုန်ကုန်သည်ကြီးတူကပြောပါတယ်။စုမြတ်သူစားဆိုရင်တခါတည်းထောင်ကနန်းလောက်ပါမရတဲ့အရာကိုပြန်ရောင်းပြီးငွေဖော်တာပေါ့။တံတန်းကိုဈေးကွက်မှာစက်သိန်း30 40လောက်နဲ့ရောင်းလို့ရတယ်လို့၎င်းကဆိုပါတယ်။ ်ဆက်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံငွေစီးဆင်းမှုကန့်သက်ချက်များကြောင့်တွင်းကုန်ပါမစ်များကိုအလွန်တင်းကျပ်ထားရာယခုလိုပါမစ်များဟာစစ်တပ်နဲ့နှိဆက်သူများအတွက်ငွေကြေးအမြတ်အစွန်ရရှိရေးနီးလန်းတရားဖြစ်ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါတယ်။ပါမစ်ရရှိထားတဲ့အမှုပညာရှင်များမှာမင်းသားနေအောင်ရန်အောင်ဇင်းရောင်မောင်မောင်ခန့်စီသူမေတင်စာဦးဒိန်းတောင် အုံသီးနဲ့ကြော်ကြော်နန်းနာတို့အပါအဝင်စစ်တပ်ထောက်ခံသူ အနုပညာရှင်အများအပြားပါဝင်ကြောင်းသတင်းရင်းမြစ်ကအတည်ပြုပါတယ်။ဆိုပါအနုပညာရှင်များဟာစစ်တပ်ကျင်းပတဲ့ပွဲလန်းသဘင်များမင်းအောင်လှိုင်ပြပခီးမှာပြန်လာခြင်းကြိုးစိုးဝဲများမှာပုံမှန်တက်ရောက်နေတဲ့အပြင်စံခိုင်ရေးပါတီကျန့်ဖွဲ့ရဲ့မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများမှာလည်းတက်ကြွစွာ ပါဝင်လျက်ရှိပါတယ်။အခုဖော်ထုတ်မှုဟာစစ်တပ်က၎င်းတို့ရဲ့ထောက်ခံသူများကို စီးပွားရေးအကျိုးအမြတ်များပေးအပ်နေတဲ့ နီလန်းသည့်တရက်ကိုထင်ရှားစွာပြသလိုက်ခြင်းဖြစ်ပါတယ်ရှင်